င်္ဂလာပါရှင်။ဒီနေ့မေလ29ရက်နေ့မှာထွက်ရှိလာတဲ့နေ့စဉ်ထုတ်သတင်းစာ channel တွေကကောင်းတို့ရာတွေကိုထုံထုံတက်ဆက်ဖတ်ကြားပေးတဲ့အစီအစဉ်ဒုတိယပိုင်းပြန်လည်စတင်တာဖြစ်ပါတယ်။ဒီစီစဉ်မှာကျွန်တော်ညီငယ်နဲ့အတူမနီတို့ကတက်ဆက်ဖတ်ကြားပေးတော့မှာဖြစ်ပါတယ်။ဟုတ်ကဲ့ပါဒုတိယပိုင်းမှာကျွန်တော်ဖတ်ဆရာလေးပေါ့နော်ဖတ်ပြလိုက်အောင်ဟုတ်ကဲ့ဒုတိယပိုင်းမှာကျွန်မကဒီမှာမျက်နှာဖုံးသတင်းလေးပေါ့နော်အားလေးပဲဖတ်ပြခြင်းပါတယ်စံတော်ချိန်နေ့စဉ်က ။အုတ်ချုပ်ရေးမှန်တိုင်းမှဖွဲ့စည်းပုံပြည်ရေးတောင်းဆိုချက်များကိုမျက်ကွယ်ပြုပါကနိုင်ငံရေးအကျက်အတဲတရက်စီတို့ဥတီနိုင်ဟုသူရဥအောင်ကိုပြောဆိုရဲ့။နောက်တစ်ခုကတော့ Daily 11အပေါ်ရှင်။သစ်တော်ကိုယ်စားလှယ်ဦးထင်းမြင့်ပိုင်ယူဇနာကုမ္ပဏီကဟူကောင်းကြိုင်ဝမ်ဒေတာရှိလင်းမြေဧက3သိန်းတည်ယူခဲ့မှုအပေါ်ဒေတာကံများကဆန္ဒပြခြင်းတရားစွဲဆိုခြင်းပြုလုပ်မည်တဲ့။နောက်တစ်ခုကတော့ reporter news journal ရပါတော့။ ြင်သစ်ပြင်ထိုက်သည့်ပုံမှားတွေကိုပြင်ပြီးရက်တီထားရမည့်ကိစ္စများကိုရက်တီထားမည်ဟုဦးထေဦးပြောတဲ့ကိုကြီးရောဘာဖက်ပြပလဲရှင့်ကျွန်တော်ဒီမှာ7 day daily သတင်းစာပေါ့နော်ကျွန်တော်တို့ဟိုတလောလေးဖက်ပြပါရယ်ပြီးခဲ့ရက်ပိုင်းနဲ့ပသိမ်မှာကြွက်တယ်နော်များနေအဲ့တော့ပသိမ်တွေကြွက်နောက်ဆက်တွဲသတင်းပေါ့ဟုတ်ကဲ့ပါရှင့်ပသိမ်တွေနဲ့ပသိမ်တွေကြွက်များတည်ဆုံးမှုပလိတ်ယောဂါမတွေ့ကျွန်တော်တို့အမျိုးသားစံမာရေးတက်ခွဲကန် NHN က တိုင်းကျမှဥစည်းဌာနကိုတဲ့မေလ28နေ့မှာအကြောင်းကြားတာဗောနော်ယောဂဘုံမတွေ့ရှိဘူးဆိုပြီးအဲတစ်ဆုံးတဲ့ကြွက်တွေကိုစစ်ဆေးရနေမှာဗောအဲ့တော့ဒီလ22ရက်မှာအေယာဝတီတိုင်းပသိမ်မြို့နယ်ရှောပြာကျေးရွာရှိလမ်းများအိမ်များတွင်ကြွက်ကောင်ရင်400ခန့်ရုတ်တရက်တစ်ဆုံးခဲ့ပြီးအခြားကျေးရွာတချို့တွင်လည်းဖြစ်ပေါ်ခဲ့တာကြောင့်တဲ့မြို့နယ်ကျမ်းမာဥစည်းဌာနကပလေယောဂကြွတင်ကာကွယ်ရေးများ ပလေယောဂါကျူတင်ကာဝေးရင်းများပြုလုပ်ခဲ့ရပြီးရန်ကုန်ရှိအမျိုးသားကျန်းမာရေးတပ်ခွဲကနေတဲ့ပထမရှိတဲ့တပ်ခွဲကမှစစ်ဆေးမှုများပြုလုပ်ခဲ့တာပေါ့နော်အဲ့တော့ NHI ရဲ့အဖြေကတော့ဒီကပို့လိုက်တဲ့ကြွက်သေးတွေမှာပလေယောဂါပိုးစစ်ဆေးမှုတွေ့ရှိဘူးလို့ရေးရတယ်တဲ့ဒါကတော့ပသိမ်မျိုးနယ်ကျန်းမာရေးဦးစီးဌာနကပြောတာပါအဲ့တော့ကြွက်တွေရဲ့အတွင်းမိုက်ကလေးစာမှာမဲ၍တည်ဆုံးနေခြင်းမှာအစိတ်တင့်သည့်လက္ခဏာသာဖြစ်သည်ဟုအဲ့တော့ဒီ AR တိုင်းမှာကျွန်တော်တို့မိုးမြာ မိုးမရော်တာကြာပြီပေါ့နော်ဒီမေလ20ရက်နောက်ပိုင်းမှာတော့မိုးရွာသွန်းမှုကြောင့်ပိုးသက်ဆေးပြန်လာတော့လေကွင်းနေတဲ့ဟာရေတွေများတာကြောင့်လည်းကြွက်များအစာသေးသေးချင်းဖြစ်တယ်ဆိုပြီးဒါမျိုးနဲ့ကျမရဲ့ဦးစီးဌာနကပြောတာဖြစ်ပါတယ်ဟုတ်ကဲ့ဟာသတင်းများရှိသေးမှာနေဟုတ်ကဲ့ရှင်ကျမကတော့ဒီမှာ the voice daily ပေါ့နော်သတင်းလေးတစ်ပုဒ်ဖတ်ပြခြင်းပါတယ်မော်လမြိုင်ညီးပညာတုတ်တူအတွင်းမိုးရစ်ဆေးရောင်းဝယ်နေဟုចောင်းသားများဆိုတဲ့ဒါကတော့မှုတော်မျိုးနဲ့တဲ့အောင်မြတ်တာဓမ္မယုတ် ဓမ္မရိပ်သာအကြောင်းမှာမေလာ29ရက်ကဒီညီပညာမောတက္ကသိုလ်ကျောင်းသားတွေပေါ့နော်တွေ့ဆုံပွဲမှာသူတို့ကအဲ့လိုပြောလိုက်တာဆိုပြီးရေးထားတယ်ရှင်မောလမြိုင်ညီပညာတက္ကသိုလ်ကျောင်းပတ်ဝန်းကျင်အနီးကျွေးရွာများရှိကျောင်းသားတဲခိုဆောင်အချို့နဲ့လဖေးဆိုင်အချို့တွေကျောင်းသားများသည်မွေးရေးဆေးဝါးများကိုအလွဲ့တစ်ခုဝယ်ယူသုံးစွဲနိုင်ကြကြောင်းရင်းကြောင်းကျောင်းသားများအကြား မူရစေဝါသုံးဆွဲမှုရော့နေလာရေးအတွက်စံကျင်လုပ်ငန်းများပြုလုပ်မည်ဖြစ်ကြောင်းရင်းသက်ကတို့ចောင်းသားများတမကအတွေ့အမှုကိုဖုံးမြက်မိုးကပြောကြသည်တဲ့ចောင်းသားများကြားမူရစေသုံးဆွဲမှုလျှော့ရှားနိုင်ရေးအတွက်မူရစေဖြစ်ပေသည့်ကျမ်းမာရေးဌာနများထံအကူအညီတောက်ခံမည်ဖြစ်တော်လဲရဲတပ်ဖွဲ့တို့တရင်ပေးတန်ကြားမည်မဟုတ်ကြောင်းမော်လမြိုင်ကြီးပညာတက်ကတို့ចောင်းသားတမကအတွေ့အမှုကထက်လောင်းပြောဆိုသည်တဲ့ သူကရဲဦးတော့တိုင်မှာမဟုတ်ဘူးဒါပေမဲ့ဆေးဖြတ်ပေးတဲ့ဌာနကြီးတော့အကူအညီတောင်းရမယ်ပေါ့နော်ဟုတ်ကဲ့အဲ့လိုမျိုးပြောထားရရှင်းဒီမှာထပ်ပြောထားတာကတော့ရင်းတို့ចောင်းသားများမွေးရဆွေးသုံးဆွဲခြင်းနဲ့ပတ်သက်၍ចောင်းသားများကိုဖမ်းဆီးအရေးယူခြင်းထက်မွေးရဆေးဝါးကာကွယ်ရေးတားဆီးရေးလုပ်ငန်းများနှင့်ပညာပေးလုပ်ငန်းများကိုညပညာတက္ကသိုလ်ចောင်းဝင်းအတွင်းပုံမှုလုံဆောင်မည်ဖြစ်ကြောင်းရင်းကိစ္စများပေါ်ပေါက်ပါကမြန်မာနိုင်ငံမူရစ်စေစန့်ကျင်၏အသင်းမာနာမွန်ပြည်နယ်နှင့် မွန်ပြည်နယ်မိုးရိပ်အထူးရဲတပ်ဖွဲ့တို့ကိုနှိမ့်နိုင်ပြီးယခုနှစ်ကျောင်းဖွင့်ရာသီတွင်ပညာပေးဟောပြောပွဲများကျင်းပမည်ဖြစ်ကြောင်းမွန်ပြည်နယ်လူမှုရေးဝန်ကြီးဒေါက်တာလှဦးကပြောကြားသည်ဆိုတော့သူတို့ကဒါပညာပေးကျောင်းဖွင့်ရာသီကတော့ပညာပေးလုပ်ငန်းတွေလုပ်မယ်ဆိုပြီးတော့ပြောတယ်ပြီးတော့ဒီမှာဆက်ပြောထားတာတော့ဒီအရင်တော့ကလွန်ခဲ့တဲ့6နှစ်လောက်ကပဲအဲ့လိုဈေးတဲ့တူကဒီကျောင်းဝင်းတွေမှာမွေးစေးရောင်းတွေကိုတွေ့လို့ဖမ်းဆီးခဲ့တဲ့တာတာကလည်းရှိတယ်ဆိုပြီးတော့ဆရာတူကပြောထားတယ်တဲ့ဒီမှာနောက်ဆုံးရေးထားတာတော့ မူရစင်းနှင့်ပတ်သက်သည့်အကြောင်းအရာများကိုမွန်ပြည်နယ်အတွင်းရှိတက္ကသိုလ်ကျောင်းများ၌နှစ်စဉ်ပြုလုပ်ပေးလျက်ရှိကြောင်းမူရစေဝါရောင်းချသည်ဟုတရင်ရရှိပါကတရင်ပေးတိုင်ကြားနိုင်သည့်ရဲတပ်ဖွဲ့၏ဖုန်းနံပါတ်များနှင့်တိုင်ကြားနိုင်မည့်စာရိုက်ပုံများထားရှိပေးသည်ဟုပြည်နယ်ရဲတပ်ဖွဲ့မူယုံမူရထာသာကရဲအုပ်ဦးစော်ဝင်းအောင်ကပြောဆိုသည်ဆိုပြီးတော့မှမရေးသားထားပါရရှင်ဟုတ်ကဲ့အဲ့တော့ကျွန်တော်စီမောင်ဒီမှာပညာရေးသတင်းတပုတ်ပေါ့နော်ဟုတ်ကဲ့ပါမြစီမောင် daily သတင်းစာပါပဲဒီမှာရေးတာတော့ ဝန်ကြီးဌာနတာဝန်မဲ့စကားပြောစီဆိုကတဲ့ဆရာဆရာမများပြင်းထန်စွာကန့်ကွက်ရှုတ်ချဆိုပြီးတော့ဒါကတော့ဂုံတက်ကစုဆရာများတမကအဖွဲ့တွင်မှုဥဆောင်မျိုးနိုင်ကကျွန်တော်တို့မီဒီယာတွေကို28ရက်နေရောင်းပါတော့အခုလမေလ28ရက်နေရရှင်းလင်းပြောကြားတာပါဒီမှာရေးရတော့နိုင်ငံခြားဘာသာတဲ့တက္ကသိုလ်ကအင်္ဂလိပ်စာဌာနကတိကဒေါ်တင်ရွေးဒီမှာပြောတာကတော့မေလ22ရက်မှာတရားဝင်ထွက်ရှိမယ်လို့ဝန်ကြီးကကတိပေးခဲ့ပါတယ် ကျွန်တော်တို့ဒါကျောင်းပြောင်းရွှေ့မှုပေါ့နော်တက္ကသိုလ်ကောလိပ်နဲ့အခြေခံပညာကျောင်းတွေရဆရာဆရာမတွေကျောင်းပြောင်းရွှေ့မှုနဲ့ပတ်သက်ပြီးကြံ့ကြံ့နေရတာပေါ့အဲ့ဒါနဲ့ပတ်သက်ပြီးပြောတာပါအဲ့တော့ဒီမှာပြောတာမေလ20ရက်မှာတရားဝင်ထွက်ရှိမယ်လို့ဝန်ကြီးကကတိပေးခဲ့ပါတယ်ကတိပေးပြီးလုံးမပေးတာတွေဝန်ထမ်းတွေရဲ့ဘဝကိုကိုချင်းစာစိတ်မဲ့ပြုလုပ်နေတဲ့ကျွန်တော်ဝန်ကြီးဌာနကိုအလိုမရှိပါဘူးဆိုပြီးတော့ဒီမှာဒါဦးလာကတိကပြောတာပါဆရာဆရာမတွေရဲ့ကျောင်းပြောင်းရွှေ့မှုကိုဂျပန်တွေမထုတ်ပြန်ပါက ်ဆရာဆရာမတမကခုနှစ်ဘက်ကဆန္ဒဖော်တော့ဖော်ထုတ်သွားပြီဖြစ်သည်ဆိုပြီးတော့ဖြစ်မယ်ဆိုပြီးတော့ကျွန်တော်တို့ဒီသတင်းကရှင်းလင်းပွဲမှာတက်ရောက်လာတဲ့ဆရာဆမရေပြောတာလည်းဆိုရေးရပါတယ်အဲ့တော့ကြောင်းပြောင်းရွှေ့ခြင်းဆိုင်ရာအမိန့်ညွှန်ကြားချက်များဟုတ်တဲ့ရခိုင်နှစ်များတွင်တက္ကသိုလ်များပိတ်ခြင်းအော်တိုဘာနဲ့ထုတ်ပြန်ပေးလို့ရှိတော့လဲအခုမေလရောက်သည့်အထိထုတ်ပြန်ပေးခြင်းမရှိသေးကြောင်းရုံတိုင်းတွင်တာဝန်ကြားသည့်ဆရာဆရာမများကြောင်းပြောင်းလျှောက်ထားပါကတုံးနှစ်ဆောင်ဆိုင်ရာကြောင်းနေကြောင်း ရဲကြောင်းပြောင်းဆရာဆရာမမြောင်မှာနှစ်နှစ်ဆောင်ဆိုင်ရကြောင်းဝေးလံခေါင်ပြားသည့်ဒေသများသို့ပြောင်းရွှေ့လျှောက်ထားပါကတစ်နှစ်ဆောင်ဆိုင်ရကြောင်းဆရာဆရာမဆရာဆရာမဆရာတိရသည်ဆိုပြီးရေးတာပါအဲ့တော့ဒီမှာရေးတာတော့ကျိုင်းတုံတက်ကသူအင်္ဂလိပ်စာဌာနကတိကဥတ္တတာကတဲ့ကျောင်းပြောင်းရွှေ့ကိုကျောင်းပြောင်းရွှေ့မှုကိုတဲ့ဝန်ထမ်းတွေကစောင့်မြုံနေခြင်းအပေါ်ပညာရေးဝန်ကြီးဌာနကလစ်လူရှုနေပါတယ်ဝန်ထမ်းတွေရဲ့ဘဝကိုကိုကျင်းစာစိတ်မရှိဘဲလှုပ်ချင်တယ်လို့လုပ်နေပါတယ် ကျောင်းပြောင်းရွှေ့ကိစ္စရပ်တွေကို agri light စားတာတွေကိုအစိုးရဘက်ကအရေးမြူတာတွေကိုဆရာဆရာမများတမကအားတဲ့ကန့်ကွက်ပါတယ်ဆိုပြီးတော့သူကလည်းဆက်ပြောတာပါဒါတော့အနေနဲ့ရက်ကအခုဆိုရင်ဒါအခုနတကုံတက်ကစုခုတိုင်းတော်တက်ကစုပေါ့နော်အဲ့တော့ကျောင်းပြောင်းရွှေ့ကိစ္စရပ်များကိုအစိုးရပုံလင်းမြင်သာဆောင်ရွက်ပေးနိုင်ခြင်းမရှိပါကဆရာဆရာမတမကကဥဆောင်ပြီးတော့နိုင်ငံတဝန်းလုံးမှာရှိတဲ့ဆရာဆရာမများထံမှာဆန္ဒကောက်ခံမှုများပြုပြုလုပ်သွားပြီဆိုပြီးတော့ ဦးစုံမျိုးနိုင်ကပြောတာပါတယ်ဟုတ်ကဲ့ပါစပါတော့ဒီမှာ daily level lady level နေ့စဉ်သတင်းစာပေါ့နော်အဲ့ဒီကသတင်းလေးတစ်ပုဒ်ဖတ်ပြခြင်းပါတယ်။ RSO ဟုယူဆရသည့်တဖက်နိုင်ငံအခြေစိုက်တောင်းကျမ်းသူများမြန်မာနိုင်ငံနဲ့နိုင်ငံအတွင်းသို့ထပ်မံဝင်ရောက်လာသဖြင့်မြန်မာလုံခြုံရေးတပ်ဖွဲ့နှင့်ထပ်မံတိုက်ပွဲဖြစ်ပွားဆိုတဲ့သတင်းလေးပေါ့။ဒါ RSO နဲ့ယူဆတဲ့ဒီတောင်းကျမ်းသူတွေဝင်ဝင်လာပြီးဖြစ်နေတာပေါ့နော်။ မြန်မာဘင်္ဂလားဒေ့ရှ်နယ်စပ်မိုင်းတိုင်52အနီးတွင်မေ28ရက်နေ့က RSO ဟုယူဆရသည့်တဖက်နိုင်ငံအခြေစိုက်တောင်းကျင်းသူများမြန်မာနိုင်ငံနှင့်နိမိတ်အတွင်းသို့ထပ်မံဝင်ရောက်လာသည့်ဖြင့်မြန်မာလုံခြုံရေးတပ်ဖွဲ့နှင့်ထပ်မံတိုက်ပွဲဖြစ်ပွားခဲ့ကြောင်းသတင်းရရှိသည်မေ28ရက်နေ့9နာရီ5မိနစ်တွင်ရှီရန်လုံခြုံရေးတာဝန်ယူထားသောခမရ352စစ်ကြောင်းတင်မှဘိုးစောမိုးအောင်ဦးစီးတက်စိတ်မှကင်မုံဝင်ဆောင်ရွက်နေစဉ်ဘင်္ဂလားဒေ့ရှ်နယ် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှလက်နက်အပြည့်စုံဖြင့်တောင်းကျန်းသူဘင်္ဂလီနှုတ်ဦးကနေဆက်အဖျက်ကျော်ကမြမနယ်နိမိတ်ချန်စီယိုအနီးပေ80ခန်းအထိဖျက်ကျော်ဝင်ရောက်လာခဲ့ပြီးမြမနယ်ဆက်လုံခြုံရေးတပ်ဖွဲ့နှင့်ထိတ်တိုက်တိုးရာအပြန်အလှန်ပစ်ခတ်ခဲ့ကြကြောင်းအဝါရောင်ပျောက်ကြားမှုစုံဝေးစင်ထားသော ဝင်းဂလီတောင်းကျန်းသူဘက်မှတဦးကြဆုံးပြီး၎င်းကင်ဆောင်သော M22 တလက် GK 4ခု KNG 68တောင်းတင်စီရမိခဲ့ကြောင်းနေကြားသောရဲတပ်ဖွဲ့မှတရင်ရရှိသည်ဆိုပြီးရေးထားတယ်အခုတော့ဝင်းဂလီဘက်ကတဦးကြဆုံးပါတယ်ဟောတစ်ခေါက်ကလည်းအဲ့လိုမျိုးဖြစ်တော့ဒီဘင်္ဂလားဒေ့ရှ်အပိုင်နေဆက်ဟိုလုံခြုံရေးကိုပြောတယ်ဗောနော်မြန်မာဒီဆိုဘက်ကဒါမဲ့ဟိုရေးယူဝေကိုပြောရဆိုတော့မပြေလည်ခဲ့ဘူးတဲ့အဲ့လိုပြောရတာဗျဟုတ်ကဲ့အဲ့တော့ဒီသတင်းလေးနဲ့ပဲကျွန်တော်တို့ နေ့စဉ်ထုတ်သတင်းစာ channel တွေကကောင်းတို့ရာတွေကိုထုတ်နှုတ်တင်ဆက်ဖက်ကြားပေးမဲ့အစီအစဉ်ဒုတိယပိုင်းဒီမှာပြည့်စုံဖြစ်ပါတယ်တ िश ူအပေးနေတဲ့ပိတ်သက်တွေကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ